အချမ်းဘတ်သမားနဲ့ပတ်သက်တော့ခင်ဗျာရဲရဲဆက်ဆက်ပြက်ပြက်သားသားကိုရှင်းရပါမယ်။ရဲရဲဆက်နိုင်လေးလေးတိုင်းပြည်ကောင်းလေးလေးပဲ။အချမ်းဘတ်သမားကိုကျွန်တော်မြတ်မြတ်ရဲဆက်လေးတိုင်းပြည်မြတ်မြတ်ကောင်းလေးပဲဒါပဲ။ဒါပဲဒါကြောင့်မင်္ဂလာပါ။မြန်မာနိုင်ငံအတွက်ပဋိပက္ခတန်တဲ့အတွက်မှန်ကန်တဲ့သတင်းတွေကိုအမြင့်တက် relation လုပ်ပေးသွားမှာဖြစ်ပါတော့ကြောင့်ကျွန်တော်ရဲ့ channel လေးကို subscribe လုပ်ပေးကြပါအောင်နော်။ဒီတပြပြပြီးတော့မှဖြစ်ပါတယ်ပထမဆုံးသတင်းတစ်ပုဒ်အနေနဲ့ကျွန်တော်တို့ဒီဗမော်မြို့အခြေအနေကိုတင်ပြပါမယ်။လက်ရှိကျွန်တော်တို့ဗမော်မြို့တိုက်ပွဲတွေကပြင်းထန်နေစေဖြစ်ပါတယ် တော်တော်ကြီးကိုပြင်းထန်နေပါတယ်တမလောကတော့ဒီဗမော်မျိုးတိုက်ပွဲနဲ့ပတ်သက်ရင်တမလောကတော့ဒါလေချောင်းထိုးစစ်ကိုတော့အဆက်မပြတ်ထိုးစစ်ဆင်နေတာတွေရှိရလို့တော့သိရတယ်ဗမော်မျိုးတိုက်ပွဲကကျွန်တော်တို့၃ရက်နေရစဉ်နေစပြီးတော့ပို့ပြီးတော့တော်တော်လေးပြင်းထန်ခဲ့တယ်၃၄၅6ပေါ့ဗျာဒီကနေ့ထိဒါကျွန်တော်တို့ပြင်းထန်မှုအမြင့်ဆုံးချိန်နေပေါ့ဒီကနေ့ထိတော့ကျွန်တော်ပြင်းထန်မှုတွေကတော်တော်ကြီးကိုမြင့်တက်နေတယ်ဗမော်မျိုးနဲ့ပတ်သက်ရင်ဒီစစ်သွေးကြွ KIA က ဒါစကိုင်းတိုင်းမှာရှိတဲ့ PDF တွေကိုတို့စီအကူအညီတောင်းပြီးတော့ဗမော်မြို့ကိုတို့ဒါကျွန်တော်တို့အင်အားဖြည့်တင်တာတွေလုပ်ခဲ့တယ်။အင်အားဖြည့်တင်ပြီးတဲ့နောက်ပိုင်းမှာဒါတကြောပြန်ပြန်ပြီးတော့အတိုက်ဝဲတွေပြန်ပြီးတော့ပြင်းထန်နေတာဖြစ်ပါတယ်။လက်ရှိဒီဗမော်မြို့တိုက်ပွဲမှာဒီစကိုင်းတိုင်းမှာရှိတဲ့ဒီစစ်သူကြော PDF အဖွဲ့တွေဝင်ပြီးတော့ကျွန်တော်တို့တိုက်ခိုက်ပေးနေတာတွေ့ရတယ်။တက်မလို့ကတော့ဒါဗမော်မြို့တိုက်ပွဲနဲ့ပတ်သက်ရင်ဒါလေကြောင်းထိုးစစ်ကိုကျွန်တော်တို့အပြင်းထန်ဆုံး လုတ်ခဲ့တဲ့လုံနေတဲ့တိုက်ပွဲလို့ကျွန်တော်ပြောမှာဖြစ်ပါတယ်။ထို့အတူပါပဲဒီအပိုင်းမှာတပ်မတော်ကကျွန်တော်တို့ဒါစစ်ကူတွေလည်းပို့ဆောင်ပေးခဲ့တာတွေရှိတယ်။ပြီးရင်ကျွန်တော်လက်နက်ခရယာစသဖြင့်ဒါလိုလိုအပ်မှုတွေအားလုံးကိုကျွန်တော်တို့ပို့ဆောင်ပေးနေတာရှိတယ်။လက်နက်အင်အားလူအင်အားပို့ဆောင်နေတာတွေရှိတယ်။တပ်မတော်ကတော့ကျွန်တော်ဒီဗမော်မြို့နယ်ပတ်သက်ရင်တကယ်ကိုကျွန်တော်တို့အလေးနက်ထားပြီးတော့ဒါစစ်စင်တွေဆောင်ပေးနေတယ်။ဗမော်မျိုးတိုက်ပွဲကတော်တော်ကြီးကိုပြင်းထန်တယ်အဲ့တော့ဗမော်မျိုးကဘယ်လောက်ထိအောင်ကျွန်တော်ဂုံသိက္ခာကြီးလဲဆိုရင်ကချင်ပြည်နယ်ရဲ့ကျွန်တော်ဒုတိယမျိုးတော့ အေအော်ရီမြစ်အတွက်အရေးကြီးတဲ့အခမ်းအနားမှာတည်ရှိတယ်။ပြီးကျတော့တရုတ်မြန်မာနယ်စပ်အတွက်အရေးကြီးတဲ့အခမ်းအနားမှာရှိတည်ရှိတယ်။ပြီးကျွန်တော်တို့ဒီနေရာရဲ့ဒီဘက်မှာကျွန်တော်တို့ရှမ်းပြည်နယ်မြောက်ပိုင်းနဲ့ချိန်ဆက်တဲ့လမ်းကြောင်းတွေရှိတယ်။တစ်ဘက်မှာကျွန်တော်တို့မိုင်းကြားလိုင်းဆိုင်နဲ့ချိန်ဆက်တဲ့လမ်းပိုင်းတွေရှိတယ်။စကိုင်းနယ်နဲ့ချိန်ဆက်တဲ့လမ်းပိုင်းတွေရှိတယ်။တကယ်ကိုကျွန်တော်တို့စေရေးရတော်လကောင်၊တယံစတာရတော်လကောင်ပြီးကျွန်တော်တန်တမန်ရတော်လကောင်တကယ်ကိုကျွန်တော်တို့အရေးပါတဲ့နေရာမှာတည်ရှိတယ်။ဒီပိုင်းမှာတရှိရဲအဲ့တော့တိုက်ပွဲတွေကကျွန်တော်တို့တော်တော်ကြီးကိုပြစ်ထန်တယ်ပြီးခဲ့တဲ့ ပြီးခဲ့တဲ့ကျွန်တော်တို့ဒီမလ၄ရက်နေ့လောက်ကမလ၄ရက်နေ့လောက်ကဒီစစ်သွေးကြောအုပ်စုတွေကဒါတပ်မတော်ရှိရဲ့ဒါစကား20တက်အပေါင်းဆက်ဆက်တက်တွေကိုသူတို့ထိုးပေါက်ပြီးတော့ဝင်ရောက်တယ်ဗျာဝင်ရောက်တဲ့အခါမှာတပ်မတော်ကဒါသူရဲ့ ကာကင်အချို့ကိုကျွန်တော်တို့ပြန်ပြီးဆုတ်လိုက်တယ်ဆုတ်ပြီးတော့ဒီအဖွဲတွေကအတွင်းကိုပြန်ရောက်တဲ့အခါမှာတက်ကကျွန်တော်ပြန်ဝိုင်းလိုက်တယ်ပြန်ဝိုင်းတယ်ပြန်ဝိုင်းပြီးတော့တစ်ဖက်မှာဒီဒီစစ်သွေးကြော KI နဲ့အပေါင်းပါတွေကိုထောက်ဖို့ပေးနိုင်တဲ့လမ်းကြောင်းကိုတက်ကဖြတ်တယ်လေကြောင်းနဲ့ဖြတ်တယ်ကျွန်တော်မြေပြင်းနဲ့ဖြတ်တယ်ဒရုန်းနဲ့တောင်းချောက်ဖြတ်တယ်လက်နက်ကြီးနဲ့ဖြတ်တယ်ဖြတ်တော်မှုတွေတောင်းချောက်လုပ်တယ်လက်ရှိကျွန်တော်တို့ဒီစစ်သွေးကြော KI နဲ့အပေါင်းပါတွေကသူကဒီတက်မတော်က ဟားလိုက်တဲ့နေရာမှာဟားလိုက်တဲ့နေရာမှာသူအတွင်းတော့ပြောင်းရောက်ပြီးတော့တမတော်ကကျွန်တော်သူ့ကိုကျွန်တော်တို့ဒီပြန်ပြီးတော့ပိတ်ပြီးတော့ရှင်းလင်းနေနေတာဖြစ်တယ်။လက်ရှိတော့ကျွန်တော်စစ်သွေးကြ KI အပေါင်းပါတွေကပိတ်မိနေတာဖြစ်တယ်။အဲ့တော့ တော်တော်သေးတယ်ဗျ။နော်တော်တော်ကြီးကိုသေးတယ်။စစ်သူရော KIA အဖွဲ့တော်တော်သေးတယ်။တော်တော်သေးတယ်လို့ပါပဲကျွန်တော်လက်ရှိဒါတို့ကဒီခရီးယံဘာသာဝင်တွေများတဲ့ခါကျတော့ဟိုခရီးယံဘာသာဝင်တွေဆိုလဲဒီတုတ်တံကိုတွားနေရတာမနာမနေကိုတွားနေရတယ်။နောက်ဆုံးအဲ့မှာကျွန်တော်တို့သိရတာကတို့တွေဂျူဒီနဲ့ခရီးယံဘာသာရေးဆရာတို့ဂျူဒီနဲ့နေနေရတယ်။အဲ့တော့၄နိုင်ရုံတစ်ဖြက်၄နိုင်ရုံတစ်ဖြက်ကျွန်တော်အလောင်းမြေမြုပ်တာတွေလုပ်ပေးနေရတယ်။တော်တော်ကြီးကိုကျွန်တော်တို့ဘက်မှာတော်တော်ကြီးကိုသေးတယ်။ပြီးတော့ရင်လည်းပဲကျွန်တော်တို့ဒါတို့အတူအပြက်တွေအခန်းတွေအများကြီးပဲ။ အများကြီးပဲလက်ရှိကျွန်တော် KIA ဆေးရုံတွေမှာဆိုရင်တော့ဒီဆေးရုံတော့မလောက်ဘူးအပြင်ဘက်တွေမှာကျွန်တော်တဲထိုးထားတယ်တဲထိုးပြီးတော့ကျွန်တော်ဖြစ်တယ်လို့ကုနေရတဲ့နေရာအများကြီးပဲဗမော်မျိုးတိုက်ပွဲကတော့တကယ်ကျွန်တော်တို့အဆုံးဖြတ်တိုက်ပွဲပဲလက်ရှိကျွန်တော်တို့ဒီဗမော်မျိုးတိုက်ပွဲကကျွန်တော်တို့ခင်ဗျားတို့အနာဂတ်နဲ့လည်းဆိုင်တယ်အဲ့လိုပဲကျွန်တော်တို့ရဲ့ဒါကျွန်တော်တို့ရဲ့မွေးထားတဲ့သားသမီးတွေအနာဂတ်နဲ့လည်းဆိုင်တယ်ပြီးတော့ကျွန်တော်တို့နိုင်ငံတော်ရဲ့ဂုံတိကတက်မလို့ရဲ့ဂုံတိကနဲ့လည်းဆိုင်တယ်အဲ့တော့ဒီဗမော်မျိုးတိုက်ပွဲကခင်ဗျားရှုံးသွားတဲ့သူကဘယ်တော့မှခေါင်းထောင်နိုင်မှာမဟုတ်ဘူး ဘာကြောင့်လဲဆိုတော့ KIA ကလည်းဒီဗမော်မျိုးရရှိရတဲ့သူတို့ကလည်းအင်အားလုံးနဲ့သူတို့ဒီမှာစုပုံမျိုးတိုက်တာစုပြုံမျိုးတိုက်တာသူတို့တိုက်လို့မနိုင်တဲ့အခါကျတော့ဒီကျွန်တော်တို့ဒီစကိုင်းတိုင်းမှာရှိတဲ့ PDF တွေကသူတို့လောက်က PDF တွေဆွဲခေါ်တယ်ခေါ်ပြီးတော့ဒီမှာတကထတ်တိုက်တယ်ဗမော်မျိုးကတော့မျိုးအနေထားနဲ့ပတ်သက်ရင်တော့ဗမော်မျိုးကတော့တော်တော်လေးပြက်စီးသွားတယ်အဲ့တော့ကျွန်တော်တို့ဒီအပိုင်းမှာဒါမန်လေးကိုရောက်ရှိနေတဲ့ဒီဗမော်မျိုးကနေနေပြီးတော့ရောက်ရှိနေတဲ့ဗမော်မျိုးကနေပြီးရန်ကုန်ပေါ့ဗျာအဲ့ဒီနေရာဒီမှာရောက်နေတဲ့ဒီဗမော်မျိုးကနေစကားပြောဖြစ်တယ်သူတို့ကရှင်းတယ်ကျွန်တော်တို့ညီမတို့ဘွားရယ်အစားပြန်ထူထောင်မယ် ကျမတို့ခြံခွက်ကဘယ်နေရာမှာကျမတို့ဝိုင်းကဘယ်နေရာမှာရှိတယ်ကျမတို့သိတယ်အစ်စ်ပြန်ဆောက်ပဲမြေကြံရပြီနောက်ဆုံးများမြေမကြံရင်လည်းမြေကြီးကခင်ဗျာလက်နဲ့ကြီးကြားလို့ဂျိုင်းခွက်တွေဖြင်းလဲရတယ်သူတို့မြေပြန်ဖို့မယ်ပြည်သူရဲ့သဘောထားရှင်းရှင်းလေးပဲ KI ကိုရှင်းတာရှင်းကျမတို့အိမ်နေရှိလို့တက်မတော်ကလက်နဲ့ကြီးနဲ့မပြစ်တာလေးနဲ့ဘုံမကျတာမလုပ်ပါနဲ့ကျမတို့အိမ်တက်တဲ့ကြတက်တဲ့ကကျဲချပလိုက်အစာပြန်စမယ်သူတို့ဒဏီတဲ့နဲ့ပဲနေရနေရလာရွက်ဖြစ်တဲ့နဲ့ပဲနေရနေရ ဘလို့ပုံစံနဲ့နေရနေရသူတို့နေမယ်သူတို့နေမယ်အဲ့တော့စစ်သူရကိုင်ရသူတို့အိမ်ထဲကိုဝင်ပြီးတော့ခြေကုပ်ယူမယ်အဲ့ဒီကနေနေရပြီးတော့တမတော်စစ်ကြောင်းတို့ပြစ်မယ်ဆိုရင်လည်းပဲသူတို့အိမ်ကိုတွေ့တယ်ဆိုရင်ပြစ်ချပလိုက်အစားနေပြစားမယ်ဆိုတဲ့အတန်ကြီးပဲလက်ရှိကျွန်တော်တို့ဒီဗမော်မျိုးအခြေအနေနဲ့ပတ်သက်ရင်တော့ကျွန်တော်ဒီကနေ့ထိဘာမှဆိုရင်းကြမရှိပါဘူးဒီကနေ့ဆိုတော့ကကျွန်တော်တို့မေလ6ရက်နေ့ထိဆိုရင်းကြမရှိသေးဘူးတမတော်က ဒီကလေးတွေကျွန်တော်အားလုံးကောင်းတယ်အရာအားလုံးကောင်းတယ်ကျွန်တော်တို့လည်းဒီဘုံဘုံမျိုးအခြေအနေနဲ့ပတ်သက်ရင်ဒီအခြေအနေကိုတည်ရတူလဲကျွန်တော်မနက်ခင်းတစ်ချိန်ဖုန်းပြောတယ်နေ့လယ်ချိန်ဖုန်းပြောတယ်ဒါညနေဖုန်းပြောတယ်အနည်းဆုံးတော့ကျွန်တော်တည့်ရက်ကိုနှစ်ချိန်ရအောင်ဖုန်းပြောတယ်ဒီကလေးတွေကကျွန်တော်ဆုံးရမှာဖြစ်သေးတယ်တက်မလို့ကလည်းလိုအပ်တဲ့ကျွန်တော်ပြစ်ကူစစ်ကူတောက်လျှောက်ပေးနေတယ်ဒီအပိုင်းဆိုလည်းကျွန်တော်တို့ဒီစစ်ကူတွေတောက်လျှောက်ပို့ပေးနေတယ်အော်တိုက်ပွဲတွေကတော်တော်လေးပြင်းထန်နေဖြစ်တယ်နောက်ထပ်အခြေအနေတစ်ခုနောက်ထပ်အခြေအနေတစ်ခုကတက်မလို့ကလက်ရှိလက်ရှိကျွန်တော်တို့ဒီဖားကတ်ဖားကတ်မျိုးနဲ့ဆက်ဆက်တဲ့နေရာကိုပြန်ပြီးထိန်းချုပ်နိုင်ဖို့အတွက် စစ်ဟိုဟိုဒီစစ်ကြောင်းထိုးလိုက်တော့ရှောက်လုံးနေပါဗျ။တနည်းအားဖြင့်ကျွန်တော်နေမြေစိုးမှုရေးပေါ့။နေမြေစိုးမှုရေးပေါ့။နေမြေစိုးမှုရေးစစ်စင်ကိုတော့ရှောက်ဆောင်နေတယ်။တနည်းအားဖြင့်ကျွန်တော်တို့ဖားကန်တဲ့ကာမိုင်းလမ်းပိုင်းဖားကန်အင်တော်လမ်းပိုင်းအဲ့ဒီမှာကျွန်တော်တက်မလို့ကအင်အားယာနေချီ။အင်အားကျွန်တော်တို့အင်အား800ခန့်ပေါ့။အင်အား800ခန့်အသုံးပြုပြီးတော့ကျွန်တော်နေမြေရှင်းလင်းမှုနေမြေစိုးမှုရေးပေါ့ဗျာ။နေမြေစိုးမှုရေးတော့ရှောက်လုံးနေလို့ပြီးတော့ကျွန်တော်ဒီစစ်ကြောင်းတွေက ဒါဖားကန်ဦးတယ်ပဲလက်ရှိကျွန်တော်ဖားကန်မှာကပြီးခဲ့တဲ့ကာလကတက်မတော်ကဆွန်းလွန်လရဒီဆွန်းလွန်လရတဲ့စကန်တွေအများကြီးပဲစကန်ကုန်တွေအများကြီးပဲအဲ့စကန်တွေပြန်ပြီးတော့ထိချုံနိုင်ဖို့အတွက်တက်မတော်ကတော့ဒီနေမြေစူးမှုရေးစစ်စင်ကိုတော့ရောက်ဆောင်နေတယ်တနည်းအားဖြင့်ကျွန်တော်ပြီးခဲ့ရက်ကဧပြီလ23ရက်နေ့ကကာမိုင်းနဲ့ဖားကန်လမ်းပိုင်းကိုတက်မတော်ကထိချုံနိုင်ဖို့အတွက်ဒါနေမြေစူးမှုရေးအနေနဲ့ကျွန်တော်တို့တောက်လျှောက်နေမြေရှင်းလင်းမှုတွေလုပ်တယ်လုပ်တဲ့အခါမှာကျွန်တော်အဲ့မှာကျွန်တော်ဒီတက်မတော်ရဲ့ဒီနေမြေရှင်းလင်းစစ်ကြောင်းမှာဆို drone တစ်ဖွဲ့ကထပ်ပေးလိုက်တယ်ဒရုန်းတစ်ဖွဲ့ကကင်တော့တယ်ပေးလက်နက်ကြီးနဲ့ပြစ်ပေးတယ်မြေမြေစစ်ကြောင်းတွေတောက်လျှောက်ထိုးတယ်ဒီနည်းနဲ့ပဲကျွန်တော်တို့ ောက်လျှောက်ဆင်းသွားတယ်ဒီလိုတက်မလို့ကနေပြည်ရှင်းလင်းမှုပြုလုပ်တဲ့အခါမှာလမ်းမိုက်မှာပိတ်ဆို့ထားတဲ့အကြပ်ဖက်တွေရဲ့ကျွန်တော်တို့စကန်းတွေသူရဲ့ဖြတ်တောက်တဲ့နေရာတွေတောက်လျှောက်ကိုကျွန်တော်ရှင်းလင်းနိုင်ခဲ့တယ်လက်ရှိတော့ကျွန်တော်တို့ဒီဖားကန်းနဲ့ဖားကန်းမြို့နယ်ရဲ့တနည်းပဲဖားကန်းမြို့ရဲ့15မိုင်ခန့်ကိုရောက်သွားပြီတက်မလို့စစ်ကြောင်းနဲ့15မိုင်ခန့်ကိုရောက်သွားပြီဖားကန်းနဲ့ဖားကန်းနဲ့ကျွန်တော်ကာမိုင်းလမ်းမက40မိုင်ပတ်လည်ရှင်းလို့သိရတယ်လက်ရှိလက်ရှိကတော့ကျွန်တော်တို့ဒီဖားကန်းမြို့ရဲ့15မိုင်ပတ်လည်ကိုရောက်သွားပြီ ညမကြမီကာလမှာကျွန်တော်ဖားကန်ကိုရောက်မယ်ဖားကန်ကိုရောက်ပြီးတော့ရခင်တပ်ပလော့ကဆွလွန်လိုက်ရတဲ့ယာယီဆွလွန်ရိုက်လိုက်ရတဲ့ကျွန်တော်ဒီစကန်တွေမှာပြန်ပြီးတော့စကန်တိုင်းပဲနေပြီးစူးမှုမယ်လို့ကျွန်တော်နားလေရတယ်။တစ်ဖက်မှာလည်းကျွန်တော်အင်တော်နဲ့ဖားကန်လာပိုင်းမှာတပ်ပလော့ကအင်အားကြာနဲ့ရှေ့အသုံးပြီးပြီးတော့နေပြီးရှင်းလင်းမှုတွေတောက်လျှောက်လုပ်နေတယ်။စစ်ကြောင်းကတော့ကျွန်တော်စစ်ကြောင်းများစွာနဲ့ဖြန့်ခွဲပြီးတော့ကျွန်တော်တို့နေပြီးစူးမှုရေးနေပြီးရှင်းလင်းရေးတောက်လျှောက်ဆောင်နေတယ်။အဲ့တော့ KI ရဲ့အဆိုင်ကအသေးနှလုံးကခင်ဗျားဖားကန်ပဲ။ KI ရဲ့အသေးနှလုံးကဖားကန်၊ NUG ရဲ့အသေးနှလုံးကဖားကန်။ဖားကန်ကိုမစိုးမိုးနိုင်ရင်တော့ ဒီဆိုးတန်တဲ့အရာဘယ်တော့မှပြတ်မှာမဟုတ် KI ရဲ့အသိန်းလုံးကဖားကန် KI ရဲ့အန်ယူဂျီအသိန်းလုံးကလည်းကျွန်တော်ဖားကန်ပဲအဲ့ဒီမှာကျွန်တော်တနေ့တနေ့တရားတရားထွက်တဲ့ကြောက်စိတ်တာမနေ့ကပဲပြီးတော့ကျွန်တော်တကယ်အန်ယူဂျီနဲ့ဒီ KI တို့ငွေရရှိရလမ်းကြောင်းကကျွန်တော်တို့ဒီမန္တလေးနဲ့ချိတ်ဆက်ထားတဲ့မန္တလေးနဲ့ချိတ်ဆက်ထားတဲ့မန္တလေးမြကြီးနယ်လမ်းပိုင်းတွေမန္တလေးနဲ့ချိတ်ဆက်ထားတဲ့မန္တလေးမြကြီးနယ်လမ်းပိုင်းတွေအဲ့ဒီလမ်းပိုင်းတွေကနေ KI ကကျွန်တော်တို့ပတ်စံနေအန်ယူဂျီပတ်စံနေဘီလီယံနဲ့ရှိရတယ် ကဗျားမှာကမ်ဘလူဆိုလဲကမ်ဘလူမျိုးချောင်းလဲနေတာမှာလမ်းတွေရှိရပဲအဲ့ဒီလမ်းတွေကိုကျွန်တော်ကမ်ဘလူတက်နေကမထိန်းသိမ်းနိုင်သေးဘူးထို့သူပါပဲကျွန်တော်တို့ဒီရွှေဘိုဘုံမှာဆိုရင်လည်းပဲခင်ဗျာဟိုတက်မလို့ရဲ့ဒီတနည်းအားဖြင့်လုံချုံရေးတွေကခင်ဗျာအဲ့မျိုးပေါ်လောက်ပဲရှိတယ်ဒီရွှေဘိုနဲ့ဝက်လက် ရွှေဘိုးဝက်လက်စကိုင်းလမ်းပိုင်းမှာဗျာ PDK တွေအများကြီးပဲအဲ့ရွှေဘိုးကနေပြီးတော့ကျွန်တော်ဟိုဘက်ကိုဆက်သွားအဲ့မှာ PDK တွေအများကြီးပဲကျွန်တော်တို့ကဒီလမ်းပိုင်းတွေကိုရှင်းနိုင်မှသာလေ NUG ရဲ့ဝင်ဝင်ရရှိမှုလည်းဖြတ်တောက်နိုင်မှာအဲ့လိုမှမဟုတ်ဘူးဆိုတော့ခင်ဗျာဆက်ဝိုင်းလို့လဲနေမှာရဟကြီးပေါ့ဗျာရဟလို့လဲနေမှာဖြစ်တယ်အဓိက NUG အုပ်စုတွေနဲ့ဒီ KYI အုပ်စုတွေဆက်ကြီးရနေလမ်းကြောင်းတွေကနံပါတ်1ကျွန်တော်တို့ချင်းတွင်းမြစ်ချင်းတွင်းမြစ်ကနေပြီးတော့ကျွန်တော်တို့ဒါဆက်ကြီးရနေတယ်ရွှေဘောင်းတွေလည်းဆက်ကြီးရတယ်ပြီးရင်ကျွန်တော်ချင်းတွင်းမြစ်ကနေပြီးတော့ကျွန်တော်တို့ဆက်ကြီးရတယ် စကြေးရတယ်ပြီးကျွန်တော်တို့အလောင်းတော်ကသဘာနေမြေလက်ရှိကျွန်တော်တပ်ဘော်ကပြန်လဲထိန်းသိမ်းနိုင်ခြင်းမရှိဘူးတတိယပြည်ဒါစကိုင်းလင်းကြီးအစိုးရအဖွဲ့ရဲ့ area နောက်တစ်ခုကကျွန်တော်နာမခတိုင်းရဲ့စစ်သေးတာကြီးရဲ့ area အဲဒီမှာကျွန်တော်တို့ဒီအလောင်းတော်ကသဘာနေမြေမှာကျွန်တော်တစ်တေကခိုးထုတ်ခံရဆဲဖြစ်တယ်လက်ရှိအဲဒီအလောင်းတော်ကသဘာနေမြေကိုလည်းကျွန်တော်ထိန်းချုပ်နိုင်ခြင်းမရှိသေးဘူးတစ်တေလည်းခိုးထုတ်တာကုံပြီးဖျားရည်လည်းမရှိတော့ဘူးစင်းနေလည်းမရှိတော့ဘူး စင်တွေလည်းမရှိတော့ဘူးအချမ်းဖတ်သမားတွေတတော်ကြီးကိုခင်ဗျာရုံမာရက်ဆက်ရိုင်းဆိုင်နေကြဗျအဲ့တော့အချမ်းဖတ်သမားနဲ့ပတ်သက်တော့ခင်ဗျာရိတ်ရက်ဆက်ဆက်ပြက်ပြက်သားသားကိုရှင်းရပါမယ်ရိတ်ရက်ဆက်နိုင်လေးလေးတိုင်းပြေကောင်းလေးလေးပဲအချမ်းဖတ်သမားကိုကျွန်တော်မြန်မြန်ရက်ဆက်လေးတိုင်းပြေမြန်မြန်ကောင်းလေးပဲဒါပဲဒါပဲဒါကြောင့်အဓိကခင်ဗျာဒီအဖွဲတွေဝင်ဝင်ရရှိရဲ့အညာဒေသမှာဆိုကျွန်တော်တို့ရန်တယ်လေးရဲ့အတွင်းနေဒီအားတွေကိုကျွန်တော်တို့ကောင်းကောင်းကြီးဘုံချနိုင်မှုလို့လေဘုံကျဲဖို့လို့လေပေါ့ဗျဘုံချနိုင်မှုလို့လေပေါ့ဗျမြန်မြန်ဘုံကျဲလေးပြည်သူတွေကောင်းလေဗျာပြီးတော့ကျွန်တော်ချင်းချင်းနဲ့မြင့် ကျွန်တော်မြင်မှလည်းကျွန်တော်တို့အဲ့မှာရှိတယ် homeless တက်တဲ့နေရာမှာတကြောလုံးမှာပိတ်ထားတာတပုံကြီးပဲအဲ့ရနေရတယ်အလောင်းတော်ကတပနေမြေကျုံးနေကုန်ပြီပြီးရင်ကျွန်တော်အခြားတော့ကျွန်တော်တို့အဲ့မှာတတော်ကျိုးဝိုင်းနေရှိတယ်စကိုင်းတိုင်းဘက်မှာအများကြီးပဲတတော်ကြီးကိုကုန်နေပါပဲအဲ့ဒီကနေအချမ်းမသမားတွေကငွေငွေတွေများစွာရနေတာများစွာရနေတာ